အဲ့တော့ဘုရင်တို့တွေကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံရတဲ့တောင်သူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းတည်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်သုံးညနာသုံးပါအဲ့တော့ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးရဲ့အဲ့တော့ကာလတန်ကြီးရဲ့ဆဲဆဲပုံတပုံလောက်ကိုပဲပြေးပြအဲ့ဒီ အဲ့ဒီခေအဲ့ဒီခါကဒီနေရာတွေဟာတိမ်မောင်340တိုင်းနဲ့တန်တဲ့နေရာတွေမှာနှစ်သိန်းခွဲ3သိန်းနဲ့ဦးဇင်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကင်စားတော့ကြတဲ့တောင်သူလေတော်မားတွေကနှစ်သိန်းခွဲ3သိန်းနဲ့နိုင်ငံတော်ဆိုးရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပေးပြီးတော့တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလောက်တက်ဆွမ်းသလောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့တာပါယနေ့ခေတ်လို့ဒီနေရာကို အခြားဘာသာဝင်တွေချပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတဲ့တောင်သူတွေရဲ့ယင်နဲ့နှလုံးသားတွေကိုအားလုံးကဝင်ကြည့်စေချင်ပါတယ်အားလုံးပဲမင်္ဂလာပါကြာဒီနေ့တော့ကျွန်တော်တို့မြန်မာပြည်မှာဖြစ်ဖြစ်နေတဲ့အကြောင်းအရာတစ်ခုတည်းရပါတော့မြန်မာပြည်သားအလုံးနဲ့သက်ဆိုင်တဲ့အကြောင်းအလေးဖြစ်တယ်ဒါနေပြည်တော်ပြည်မနာဒီသစ်စင်မင်းကျေးရွာအနီးမှာလို့ပြောရတယ်ဗျဘလီနှလုံးဆောက်လို့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒါမြန်မာ National Post ကမင်းမြန်ထားတာပေါ့နော်ကျင်းမာမြုပ်ကန်ဆရာတော်တပါးကိုမင်းမြန်ထားတဲ့ဗီဒီယိုလေးပေါ့နော်ဆရာတော်မိန်ကြားသွားတာတော်တော်လေးလေးပြည့်စုံနေတယ်အရန်လည်းကောင်းလို့နဲ့အတွက်ဗီဒီယိုလေးကတော့နည်းနည်းရှိတယ်အဲ့တော့ဗီဒီယိုလေးကိုပြီးဆုံးလိုက်ပါကြည့်ရှုပြီးပေါ့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ဗျာကဲကျွန်တော်လည်းအများကြီးပြောတော့စားလိုက်ကြပါဦးဗျာအဲ့ဗျာဟိုဒီပေါ့နော်ဒီနေပြည်တော်ဘလီဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်းတတိယနေ့ကရှင်မှုကွေးဆောင်တဲ့နေရာမှာတော်တော်လေးပြတ်တယ် တော့ဒီအချိန်လေးပေါ်မှာရှင်ကျားတို့အနေနဲ့ကလည်းဒီနိုင်ငံတော်ကြီးကများထံကောက်ဆာတင်ဖို့လုပ်ကြတယ်။အဲဒီအပိုင်းအတွင်းမှာလည်းနိုင်ငံရေးသမားတွေ၊သတင်းသမားတွေရဲ့ပြောဆိုမှုတွေလည်းရှိတယ်ပေါ့။ဒီပေါ်မှာပရမသုံးအနေနဲ့အဒီမှာခွင့်ပြုထားတာမရှိပါဘူး။အဲပြည်ပကပြောတာတွေကိုမယုံပါနဲ့။အဲဒီလိုမျိုးပြောတဲ့အပေါ်မှာရှင်ကျားအနေနဲ့အရှင်းလင်းမင်ကြားလို့တာလေးပရမသုံးမင်ကြားဖို့လုပ်တာ။ကျွန်တော်အတင်းကကျင်းလာဓမ္မဆီကတိုက်ဥစာချဆရာတော်ဖြစ်ပါတယ်။ အတွင်းကဒီပြင်လာမြုပ်ကန်တူဖြစ်ပါတယ်သူတို့ဒီဗလီနဲ့ပတ်သက်ပြီးတော့နိုင်ငံတော်ဆိုရကတည်ဝင်ခွင့်ပြုပြီးတော့အော်ဆောက်လုပ်နေကြတယ်လို့ဆောက်လုပ်နေတဲ့ပုံကိုယ်တွေလည်းပြောသလိုဒီမှာအော်စီပင်ရခွင့်ပြုချက်နဲ့ထောင်ထားတဲ့ဆိုင်းဘုတ်တွေလည်းရှိပါတယ်ဒါကြောင့်ဒီနေရာတရားဝင်ခွင့်ပြုထားတဲ့နေရာဖြစ်တဲ့အတွက်သူတို့တွေဟာ တရားဝင်မဲ့လုံးလုံးနေကြတာတွေ့ပါဒီအကြောင်းအရာပေါ်မှာအဲဒီလိုပြောလို့တာကဒီနေရာဟာဘုရားဗဒာအများစုနေထိုင်တဲ့နေရာဖြစ်ပါတယ်ဘုရားဗဒာအများစုနေထိုင်တဲ့နေရာမျိုးမှာဟောအစ္စလမ်ဘာသာကိုးကွယ်ကြတဲ့ပုဂ္ဂိုလ်တွေကိုဒီနေရာမှာအေးမယ်ဆိုရင်ရေရှည်မှာဘာသာရေးထီကရုံးနေ စ်လာစရာအကြောင်းတွေအများကြီးရှိပါတယ်။ဆိုတော့မြမသမိုင်းကိုပဲကြည်ကြည်ကဘာသမိုင်းကိုပဲကြည်ကြည်အာသူတို့တွေကလူနည်းစုကနေလူများစုဖြစ်လာခဲ့ရင်အဲ့ဒီနေရာဟာအကြမ်းဖက်တွေအများကြီးတောင်းကျမ်းတဲ့နေရာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။အဲ့တော့ဦးဇင်းတို့ကဒါကြောင့်ဒီနေရာကို န့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာဗုဒ္ဓဘာသာများသူနေထိုင်တဲ့နေရာဖြစ်တယ်။အစ္စလမ်ဘာသာဝင်တွေနေထိုင်တဲ့နေရာမဟုတ်တဲ့အတွက်ဥသင်တို့ကန့်ကွက်နေတာ။အစ္စလမ်ဘာသာဝင်အများစုနေထိုင်ရာဥသင်တို့ပြင်မလားမှာဗလီယာ73လုံးရှိတယ်။အာရဗီယာတကြောင်ရှိတယ်။အဲ့တော့သုစုပေါင်းသူတို့ရဲ့လောက်ပိုင်ခွင့်ရပြင်မလားမှာဗလီ14လုံးရှိပါတယ်။သူတို့ဘာသာဥယျာဉ်နေအတွက်နဲ့ရေအတွက်နဲ့စားရင် ဒီဗလီ၁၄လုံးဟာပြင်မလာတက်မြို့ထဲမှာဗလီ၁၄လုံးဟာများတော့များနေပြီလို့ဦးဇင်းကပြောချက်ပါတယ်သူတို့အတွက်မလိုအပ်ပါဘူးသူတို့အတွက်လို့ခုဦးဇင်းတို့ညင်းကလင်ကြောင့်ဗလီတွေပျက်စီးသွားတာရှိတယ်ပျက်စီးသွားတဲ့ဗလီတွေပြန်လည်ပြုပြင်တိဆောက်တဲ့အခါမှာဦးဇင်းတို့ကဘာမှဒီဘောမှာမပြောလိုပါဘူးသူကသူလက်ရှိသူတို့စရင်ပေါက်ထားတဲ့အတိုင်းပဲတိဆောက်နေကြတာဖြစ်တဲ့အတွက်ဦးဇင်းတို့အဲ့ဒီဘောမှာဘာမှကန့်ကွက်ခြင်းနှောက်ယှက်ခြင်းဘာတစ်ခုမှဦးဇင်းတို့အဲ့ဒီစိတ်ထားမထားပါဘူး သူတို့ဘာသာသူတို့တိုးတက်ရသူတို့တိုးတက်ကြအောင်သူတို့လုပ်လိမ့်မယ်ကိုရီဘောရဘာသာတွေကကိုရီတိုးတက်ရတိုးတက်ကြအောင်လုပ်ရမှာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ကမပြောလို့ပါဘူးအဲ့တော့ယနေ့ခေတ်လိုနိုင်ငံရေးအခြေအနေမျိုးမကောင်းတဲ့အခြေအနေမျိုးမှာသူတို့အတွက်နေရာပေးခြင်းဟာအမတန်မှနောင်လာနောင်သားတွေအတွက်အစိုးရဘွယ်ရာအနေထားတစ်ခုအဲတယောက်ကနေအများဖြစ်လာခဲ့ကြတာကဘာအတိပဲအစ္စလမ်တယောက်ရောက်လာရင်အဲ့ဒီနေရာဟာ မျိုးတစ်မျိုးတည်ထောင်ဖို့လည်းပဲသူတို့ကဝင်မလေးတဲ့အဖွဲ့အစည်းတစ်ခုပါပဲအဲ့လိုဖြစ်နေတဲ့အခါမှာဒီနေရာကဗုဒ္ဓဘာသာများသူနေထိုင်ရာ နေရာသစ္စာမြင့်ကြီးရွာနဲ့အနည်းဆုံးနေရာဖြစ်နေတယ်အဲ့တော့သစ္စာမြင့်ကြီးရွာနဲ့အနည်းဆုံးနေရာတစ်ခုမှာသူတို့အချပေးခြင်းဒီအဲ့တော့နောင်လာမဲ့ဘာသာရေးအထီးကရုံးတွေဟိုပါဒီနေရာကအဲနေရာတစ်ခုလိုဖြစ်သွားမှာဖြစ်ပါတယ်အဲ့လိုဖြစ်စေခြင်းလို့ဦးဇင်းတို့ကရေရှည်ဗုဒ္ဓဘာသာနဲ့အစ္စလာမ်ဘာသာကြားဦးဇင်းတို့ ပြင်းလာမှာနှစ်ပေါင်းများစွာဦးဇင်းတို့တသက်နေလာခဲ့ပြီဘာသာရေးနဲ့ပတ်သက်လို့အဓိကရုံးတွေဘာမှမဖြစ်ခဲ့ဘူးပါအစ္စလမ်လည်းပဲအစ္စလမ်သူ့အနေနဲ့သူဦးဇင်းတို့ဗုဒ္ဓဘာသာနဲ့အတူလက်တွဲရှင်တိုင်ပြီးတော့နေထိုင်လာခဲ့ကြတာအဲ့တော့ယနေ့အချိန်ထိပဲဦးဇင်းတို့သိရတဲ့အချိန်ကစပြီးတော့ဦးဇင်းတို့တွေကပြင်းလာမှာမွေပြင်းလာမှာကြီးပြင်းလာခဲ့ကြတာယနေ့အချိန်ထိဘာသာရေးအဓိကရုံးပြင်းလာမှာ မရှိခဲ့ဘူးပေါ့အဲ့တော့အားလုံးကိုယုံကြည်ရကို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 ွယ်ပြီးတော့ကိုယ့်ကိုရက်တည်နေကြတဲ့လူတွေဖြစ်တယ်ဒီလိုတောသူတောင်သားတွေဘက်မှာဒီလိုဗလီချပေးခြင်းဒီနောင်လာနောင်သားတွေအတွက်ပါပို့ပြီးတော့ပြဿနာတွေဖြစ်လာနိုင်ကြအများစွာရှိလို့ဥစဉ်တော့ဒီနေရာကိုအထူးသဖြင့်ကန့်ကွက်နေရခြင်းပဲဖြစ်ပါတယ်ဟုတ်ပါပြီဆိုတော့တချို့သောသတင်းသမားတွေကလည်းဒီနေရာနေဝင်ကြီးကိုလာပြီးတော့ အဲရွာနဲ့ဝေးပါရဲဆိုတဲ့ပုံစံမျိုးတရင်ရုပ်တံတင်ပြတာမျိုးတွေ့ရတယ်ပေါ့ဗျာအဲ့ဒါဆိုတော့အရှင်များအနေနဲ့ဒီအဲရွာကန်နေနဲ့လည်းအရှင်များယင်းနီးခင်နေနေတဲ့အတွက်ကြောင့်ဒီအခုတောက်လုံးနေမှုရှင်နေလဲရွာနဲ့ကဘယ်လောက်ထိကတ်နေလဲဆိုတာလေးကိုလည်းသိသွက်မိချင်ပါဘူးတို့လောက်ကဒီလက်ရှိ area အနေထားနဲ့ဆိုလို့ချင်းဟာဈာမအဲလက်ွက်၃ွက်လောက်ချားပြီးရင်ရွာစည်းရိုးနဲ့ လက်ရှိသူတို့စီပင်အခွင့်ပြုထားတဲ့ဧရိယာနဲ့ကလဲသုံးခွက်လဲသုံးခွက်စာလောက်ပဲရှိပါတယ်။အရန်ကိုရွာနဲ့နီးကပ်လွန်ပါတယ်။အော်ဒါကိုတချို့မီဒီယာတွေကရွာနဲ့ဝေးပါတယ်တွေဘာလို့လျှောက်ပြောတယ်။အဲ့တော့ဒါအရန်လျှောက်ပြောနေတာပါ။နေမျိုးတေချာဆင်းပြီးတော့တေချာမလေးလာပဲနဲ့သူများအထင်သူများမြင်နဲ့လျှောက်ပြောနေတာရှိပါတယ်။အော်ဒီပေါ်မှာဦးသိန်းတို့ကနောင်ဖြစ်လာမယ့်ပြဿနာကိုကြိုတင်ကာကွယ်ပြီးတော့ပြောနေကြတဲ့ပုံမှာ နိုင်ငံရေးအမြတ်ထုတ်လို့ကြတဲ့သတင်းမီဒီယာတွေကအမျိုးမျိုးခြောက်ပြီးတော့ဘာသာရေးကိုဓာတ်ပြပြီးတော့တိုင်းပြည်စူပူမှုဖြစ်အောင်မငြိမ်မသက်ဖြစ်အောင်ဒီဗလီကိစ္စကိုအကြောင်းပြုပြီးတော့နိုင်ငံရေးကလှုပ်ရှားနေကြတဲ့အဖွဲ့တွေလည်းအများကြီးတွေ့ရပါတယ်လိုင်းပေါ်မှာဒီသတင်းအမှန်နဲ့ပတ်သက်ရင်ဦးသိန်းတို့တွေရောအချိန်မရွတ်ဆက်တယ်လို့ရတယ်မင်းမြန်းလို့ရပါတယ်ဦးသိန်းတို့ကနည်းမြေကနေဖြစ်တယ် အဲ့တော့နေမြေကန်နေဖြစ်တဲ့အတွက်ဦးဇင်းတို့ကိုအချိန်မီဆက်သွယ်ပါမင်းမြန်ပါအဲ့တော့သူများ line ပေါ်မှာတွေ့ထားတဲ့သတင်းတွေအော်အဲ့ဒီသတင်းတွေကို lobby သတင်းတွေကိုခြောက်ပြီးတော့ပြည်သူတွေစိတ်ဝမ်းကွဲစေမဲ့သတင်းဘာသာရေးနှစ်ခုကြားမှာအော်ထိခိုက်စေနိုင်တဲ့သတင်းတွေကို line ပေါ်မှာဖွင့်နေကြတာအများကြီးတွေ့ရပါတယ်အဲ့ကြောင့်ဦးဇင်းတို့တွေကအားလုံးသိအောင်ဒီနေရာအနေထားတစ်ခုဦးဇင်းတို့ကချက်ပြခြင်းဖြစ်ပါတယ် ဆရာဒီဘောဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပဲဒီရပိုင်းအတွင်းပေါ့နော်ဒီနေပြီးတော့မြို့သားအဖွဲ့ကမြို့သူမိတယောက်ကိုပဲခေါ်ယူပြီးတော့ဆင်းနေတဲ့ပုံစံမျိုးလဲကြားသိရတယ်ဆင်ပြားတို့ကိုယ်တိုင်လည်းပါသွားတဲ့ခါမှာတာဝန်ရှိသူတွေကိုဆင်ပြားအနေနဲ့ဒီခြေနေပေါ်မှာဘာတွေမကြားခဲ့တာရှိလဲဘာတွေတတိပြုဆောင်ရွက်ဖို့လိုအပ်တယ်ဒါလေးကိုပြောပါအဲတချို့မိသားတွေကဥစဉ်တို့ကိုစာဖတ်ချုပ်ကဖမ်းသွားတယ်ဆိုပြီးတော့ဒီလိုမျိုးသတင်းတွေဖောက်ပြီးတော့ဆရာတော်ကြီးတွေကမေတ္တာရက်ခံလို့ဥစဉ်တို့ကပဲ ဆာဗာကလက်ထက်ကနေပြန်လုတ်လာတဲ့ပုံစံမျိုးလို line ပေါ်မှာအဲပြောနေကြတဲ့သတင်းတွေလည်းရှိပါတယ်အဲ့တော့ဦးဇင်းတို့လုံနေတာဒီအထီးကရုံးကိစ္စအတွက်လုံနေတာမဟုတ်ဘူးအဲ့တော့ဘာသာရေးနှစ်ခုကြားမှာအမုန်းတရားတွေပွားဖို့လုံနေတာမဟုတ်တဲ့အတွက်ဦးဇင်းတို့ကိုဖမ်းစရာဘာအကြောင်းမှမရှိပါဘူးအဲ့တော့သူတို့ကစပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့လည်းပဲသူတို့ကတိကျင်တဲ့အချက်လက်လေးတွေကြောင်းတာသူတို့တွေကအဲလူကြီးလူကောင်းပြီးပြီးပဲသူတို့ခွင့်တောင်းနေခွင့်တောင်းပြီးတော့ကိုယ်မျိုးသားရေးဖွဲ့တွေက ဗမာတယောက်ကိုခေါ်သွားတယ်ခေါ်သွားတဲ့အခါမှာလည်းပဲဦးသိန်းတို့ကလိုက်မှဆင်ပြေမယ်လို့ပြောတဲ့အခါမှာဦးသိန်းတို့လည်းပဲသူကကြည်ပြူပဲခွင့်ပြုပါတယ်အဲ့လိုခွင့်ပြုတဲ့အခါမှာဦးသိန်းတို့လည်းပဲအော်လူချင်းနဲ့ထိတ်တိုက်တွေ့ရတယ်ကိုယ်တိုင်လိုက်သွားခွင့်ရတယ်အော်အဲ့လိုရတဲ့အခါမှာဦးသိန်းတို့ကနိုင်ငံတော်အကြီးအကဲတည်ရောက်အောင်ဦးသိန်းတို့ကဒီနေရာဟာအစ္စလာမ်ဘာသာဝင်တွေနေထိုင်ရနေရာမဟုတ်တဲ့အတွက်ဒီနေရာမှာ မဖြစ်တင်ဘူးဆိုတာကိုလည်းပဲနံပါတ်၁ချပြပါတယ်အဲ့တော့ဦးတင်းတို့တွေကဘာကြောင့်ဒီနေရာမှာကန့်ကွက်ရတာလဲလို့မေးရင်ဒီနေရာဟာတောသူတောင်သားအများစုနေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဒီနေရာကိုအသိခံနေရတဲ့တောင်သူလယ်သမားတွေဟာလည်းပဲဒီမျိုးကိုအသိခံခြင်းသည်တိုင်းပြည်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးတနည်းအားဖြင့်မြို့ပြစီမံကိန်းအတွက်ဆိုရင်သုံးညနာသုံးပါအဲ့တော့ပြည်သူပြည်သားအနေနဲ့ကာလတန်ကြီးရဲ့အဲ့တော့ ကာလတန်ကြီးရဲ့ဆဲဆဲပုံတပုံလောက်ကိုပဲပြေးပြဲအဲ့ဒီအဲ့ဒီခေအဲ့ဒီခါကဒီနေရာတွေဟာတိမ်မောင်340တိုင်းနဲ့တန်တဲ့နေရာတွေမှာနှစ်သိန်းခွဲသုံးသိန်းနဲ့ဦးဇင်းတို့တွေကဒီနေရာမှာနေထိုင်ကြတဲ့လောက်ကင်စားတော့ကြတဲ့တောင်သူလယ်သမားတွေကနှစ်သိန်းခွဲသုံးသိန်းနဲ့နိုင်ငံတော်ဆိုရရဲ့ကြော်ကြီးယူပြီးတော့ကြီးကြီးပြူပြူလက်မှတ်ထိုးပေးပြီးတော့တိုင်းပြည်ရဲ့မြို့ပြစီမံကိန်းတွေတက်နိုင်သလား တက်ဆွမ်းတဲ့လောက်ပါဝင်ကူညီမယ်ဆိုပြီးတော့နိုင်ငံတော်နဲ့လက်တွဲခဲ့လာပါယနေ့ခေတ်လို့ဒီနေရာကိုအခြားဘာသာဝင်တွေရှားပေးဖို့ဖြစ်လာခဲ့မယ်ဆိုရင်ဒီနေရာကိုအသိခံရတဲ့တောင်သူတွေရဲ့ယင်နဲ့နှလုံးသားတွေကိုအလုံးဝဝင်ကြည့်စေချင်ပါတယ်သူတို့ရဲ့ဘိုးဘပိုင်းသူတို့လောက်ကန်စားတော့လာခဲ့တဲ့ဒီမြေပေါ်မှာကိုကိုရဲ့ဘာသာတရားမဟုတ်နဲ့အခြားဘာသာတစ်ခုကကြီးစိုးလာတယ်လွှမ်းမိုးလာတယ်ဆိုးမိုးလာတယ်ဆိုရင်အဲ့ဒီ ဒီရွာသူရွာသားတွေဒီလဲမှာလောက်ကန်စားတော့ကြတဲ့တောင်းသူလဲသမားတွေရဲ့ရင်ထဲကဆန္ဒကိုအားလုံးမြင်နိုင်မယ်လို့ဥဒနာထင်ပါတယ်။ဒါကဒါကသူတို့ပရမမူလလမ်းဟောင်းမူလလမ်းဟောင်းကသူတို့ဒီဘက်မှာရှိပါဒါမူလလမ်းဟောင်းကြီးပါမူလလမ်းဟောင်းကြီးကိုဒီရှမ်းမှာညွန့်နယ်စီပင်ကပိတ်လိုက်ပါစီပင်ကပိတ်လိုက်ယူတယ်ပိတ်လိုက်ပြီးတဲ့အခါမှာသူတို့အစင်းပြေသူလမ်းကိုပြန်ဖောက်သွားတယ်ဒါက ဦးဇင်းတို့ခုသွားနေတဲ့လမ်းဟာလမ်းတစ်သူတို့စီပင်ကခင်းထားပေးတဲ့လမ်းတစ်ဖြစ်ပါတယ်။နဂုံမူလလမ်းဟောင်းဖြတ်ပြီးတော့လမ်းဟောင်းကတော့ဒီဗလီနေမြေတဲ့ပါသွားပြီ။လမ်းဟောင်းကဗလီနေမြေတဲ့ကိုပါသွားပြီးတော့လမ်းတစ်တက်တက်ဝိုက်ပြီးတော့ဖောက်ထားပေးပါတယ်။အဲအခုကပထမဆုံးဝိုင်းကြတာကတော့ဟိုဗလီကတလုံးပေါ့ရှင်ကအခုကတော့စိုင်းမှုလည်းနှစ်ခုတွေ့လာရပြီ။ဒါနှစ်ခုတည်းကြီးဒီလိုတနေရာလဲချထားပေးတဲ့ပုံပါရော။ အဲဒါကပို့ပြီးတော့အဲဥဒင်းလုံးနေနဲ့ကန့်ကွက်စရာဖြစ်လာခဲ့တာဗလီကတလုံးတော့မဟုတ်ဘူးအော်ချီရနဲ့ဆွန်နီဆိုပြီးတော့ဗလီနှလုံးပေးထားတဲ့အပေါ်မှာအဲ့တော့တစ်သိမ့်မြွာကိုဝင်တဲ့လမ်းဟာဥဒင်းတို့ဒီလမ်းရယ်ဒီရဲ့မြောက်ဘက်ကလမ်းရယ်အဲ့တော့တစ်သိမ့်မြွာတဲ့လမ်းဝင်တဲ့လမ်းနှစ်လမ်းရှိပါတယ်နှစ်လမ်းရှိတဲ့အထက်မှာတစ်ဖက်တစ်ချက်စီဗလီနှလုံးထားပေးခြင်းဒီအော်ဒီရွာအတွက် တော့အရန်ကိုစိုးရိမ်เสียအန်ဒီရဲ့အနေထားနဲ့ဖြစ်နေတယ်ဒီရွာသူရွာသားတွေအာအကြောင်းအားလျော်စွာညာရင်ညတာ ထွက်လာခဲ့ရင်တောင်မှသူတို့မှဒီနေရာကိုမဖြတ်ဘဲနဲ့သူတို့ရွာသားတွေသွားခွင့်မရှိဘူးဒီလမ်းကိုဒီနေရာနေဖြတ်သွားပြီးတော့မှသာရွာထဲကိုရောက်တာအခြားသွားเสียလမ်းမရှိတဲ့အတွက်ဒီရွာသူရွာသားတွေဟာနောက်ချိန်မှာသူတို့ဒီနေရာကမဖြတ်ရင်ဒီရွာကိုမရောက်တဲ့အတွက် ညာရဲညတာမှာအရန်ကိုစိုးရိမ်စရာအနေထားတစ်ခုဖြစ်တယ်လို့ဦးဇင်းတို့ဒီလိုပဲမြင်ပါတယ်ဟုတ်တယ်နော်ဒါကတော့ပြောလို့မရတဲ့အရာတွေဒီနောက်နှစ်ချိန်ကြာရင်လူဆိုတာကျွန်တော်တို့မွေးချင်းသားချင်းဆွေမျိုးသားချင်းကိုယ့်ကိုညီကိုမောင်နှမရင်တော့အများတန်းတည့်ပြူနေတာမရှိဘူးတစ်ခါလေစကားများကြာအဲ့လိုမျိုးပေါ့နော်တစ်ချိန်ချင်းကြာစကားများလာတဲ့ချင်းนี่ဆိုတာရှိလာကောင်းရှိလာနိုင်တယ်ပေါ့เนาะဒါပြောလို့မရတဲ့အရာတွေဒါကြိုတွေးရမယ့်အရာတွေအဲ့တော့အဲ့လိုဖြစ်လာတဲ့အချိန်မှာဒီသစ္စာဝင်ကြွရလူတွေအနေနဲ့ဒါလက်မဆက်တွေဖြတ်သွားဖြတ်လာအချိန်မှာဒါ ီလိုမျိုးတွေအခက်ခဲတွေဖြစ်လာနိုင်တယ်ဆိုတာတကယ်မှန်ပါတယ်နော်အဲ့တော့ဆက်ကြောင်းအခုကတော့သူတို့ရဲ့လုပ်ငန်းပေါ်ဆောင်မှုကတော့တာဂျီတန်ဝေးပိုင်းနေတုန်းနေဥပမာဆိုရင်တော့အဲတာဂျီတန်တွေပါထောင်သားတယ်အဲသူတို့ရဲ့လုပ်ငန်းဝင်မှာဟောတာဂျီတန်ဝေးတွေလုပ်နေကြတယ်အဲတော့သူတို့ရဲ့ဒီအဆောက်အဦတွေသူတို့ခိုင်မာဖို့ဟောဝင်းနေရန်ခက်ချင်းအဆောက်ရှိတဲ့လုပ်တွေလုပ်နေကြပြီဟောဒါတွေက နေပြီးတော့စီပင်ကနေဓာတ်ရိုက်ချပေးတဲ့ခါကျတော့တို့တွေပေါ်ဝတ်တင်နေမယ်အလုံးလုံးနေကြတာဖြစ်ပါတယ်အဲ့တော့ဦးဇင်းတို့ဘာကြောင့်ဒီနေရာမှာဒီလိုကန့်ကွက်နေတာလဲလို့ဆိုရဲဟောအခြားဘာသာကြီးဘာသာကြီး၄ခုကိုညီတူညီမျှနိုင်ငံတော်တန်တမန်လေးရပေးတာကိုဦးဇင်းတို့ဘာမှပြည်သူတရားနေနဲ့ဘာမှကန့်ကွက်စရာအကြောင်းမရှိပါဘူးအဲ့တော့ပေးမယ်ဆိုရင်လည်းပဲအဲ့တော့တို့ဘာသာကြီး၄ခုကိုတက်နေရတဲ့မှာစီစဉ်ပြီးတော့ထားခြင်းဒီကဘာကိုချပြရင်လည်းပဲအရန်ကို အရှင်ပြေမဲ့အနေထားတစ်ခုလို့တွေ့ရတယ်။အခြားဘာသာ၃ခုမှာအခြားတနေရာမှာသွားပေးပြီးတော့ဒီဘာသာတစ်ခုတည်းဒီနေရာမှာလာပေးခြင်း။တာဝန်ရှိတဲ့ပုံကိုယ်တွေဟာဘလို့သဘောထားနဲ့ဘလို့စိတ်ထားမျိုးနဲ့ပေးတာလဲဆိုတာဥသိန်းတို့စဉ်းစားခက်နေပါလေ။အဲ့တော့တာဝန်ရှိတဲ့လူတွေပေးတဲ့ဒီနေရာဟာဟောအရန်ကိုဥသိန်းတို့ဘောဓဘာသာအများစုအတွက်အရန်ကိုအန်ဒီယကြီးတဲ့အနေထားတစ်ခုမျိုးမှဖြစ်အောင် တမင်တက်တဲ့ဘာသာရေးကိုဖန်တီးပေးလိုက်သလိုဖြစ်နေသူသာခွင့်ပြုတဲ့ပုံကိုယ်တွေကနီလန်းတကြစနစ်တကြနဲ့ဘာသာရေး၄ခုကိုရှင်ပြီးတော့ပေးထားခဲ့မယ်ဆိုရင်ဒီပြဿနာကဘာမှဖြစ်လာစရာအကြောင်းမရှိဘူးဒီဥစ္စာကပေးတဲ့ပုံကိုယ်တွေကဟိုဦးသိန်းတို့ဘာသာတရားပေါ်မှာအဲ့တော့မထေမဲ့မြင်ပြူတာနဲ့ဖြစ်သလိုမထေမဲ့မြင်လောက်တာဖြစ်သလိုအဲ့တော့ဦးသိန်းတို့ ဘာသာနဲ့ရန်တိုက်ပေးတဲ့အနေအထားတစ်ခုလို့ဖြစ်နေတာကိုဥစဉ်တို့တွေ့ရတယ်။ဒါကြောင့်ဥစဉ်တို့တွေကဒီကိစ္စတွေဟာလိုင်းတွေပေါ်မှာလည်းပဲဒီလိုပြဿနာတွေဖြစ်လာခဲ့ရတယ်။မြေပြင်မှာလည်းပဲပြဿနာတွေအများကြီးဖြစ်လာခဲ့ရတယ်။ဒါတွေကိုနိုင်ငံတော်လူကြီးတွေစဉ်းစားတက်ပါလေ။စဉ်းစားပေးဖို့လည်းပဲဥစဉ်တို့ကတောင်းဆိုပါလေ။ဘာကြောင့်လဲလို့မေးရင်ဟောအရန်ကိုဟောဒီနေရာဒီရွာသူရွာသားတွေအများပြည်သူကသွာလာနေတဲ့လမ်းဘေးမှာသူတို့ကို ပေးခြင်းသည်အဲ့ အမတန်ကိုအန်ဒီကြီးလွန်းတဲ့အနေအထားတစ်ခုကိုဖန်တီးပေးလိုက်တယ်လို့ဖြစ်နေလို့ဦးဇင်းတို့တွေကယခုဖောင်ဒေးရှင်းအချိန်မှလည်းပြင်ဆင်လို့ရတဲ့အနေအထားတစ်ခုမှလည်းဦးဇင်းတို့တွေကဒါဦးဇင်းတို့ကဒီဘက်မှာကတစ်ခုဖြစ်မယ်ဟိုဘက်လမ်းဘက်မှာမျက်နှာသာမူပြီးတော့တစ်ခုဖြစ်မယ်အဲ့တော့ဒီနှစ်ခုလုံးကဦးဇင်းတို့သစ်ဆင်မြင်ရွာတဲ့ဝင်းတဲ့လမ်းတွေဖြစ်နေတယ်အော်ဒီလမ်းကမှမသွားရင်တစ်ဆင်မြင်ရွာကိုမရောက်ပါဘူးတစ်ဆင်မြင်ရွာဆိုတာကဒီကနေ့လမ်းကြီးရဲ့လမ်းခေါ်ရင်တော့ကြားနေရတဲ့အနေအထားတစ်ခုပါ ဒီဘက်ခြံစည်းကနေပြီးတော့ဟိုဘက်ရွာထိပ်ခြံစည်းကိုလှမ်းပြီးတော့လှမ်းခေါ်ရင်ကြားတဲ့အနေအထားတစ်ခုမှာရွာနဲ့အရန်ဝေးပါတယ်လို့ပြောနေတဲ့မီဒီယာတွေနေမြေမှာတေချာလာဆင်းကြည့်ပါနေကန်တွေကိုတေချာမေးကြည့်ပါအဲ့တော့အဲ့လောက်ကြီးနီးကပ်နေတဲ့နေရာဖြစ်နေတဲ့အတွက်ဥသင်တော်ကအချိန်မီတပြေးညီဥသင်တော်တောင်းဆိုနေရခြင်းပဲဖြစ်ပါတယ်အဝေးဆိုတော့အရန်ပြောတာအဲ့လူတွေကနေပြီးတော့မှခွင့်ပြုချက်မရှိပါဘူးလို့ပြောနေတဲ့လူတွေကဘာသတင်းမှနားမထောင်ဘဲနဲ့ထင်ရှားပြောနေကြတာအဲ့တော့ဒီမှာက သစ်ဖင်မြေရွာကဦးတင်တို့ဘောကတိတိကားဝင်းနေပြီးတော့ထွက်လာတယ်ထွက်လာပြီးတော့သစ်ဖင်မြေရွာတော့ဝင်တဲ့လမ်းရှိတယ်လေတကယ်အဲဒီအလုံယုံရဲ့တောင်မဘေးကလမ်းလေးပေါ့နော်အဲ့ဒီမှာဦးတင်တို့စီပင်ကအဲရွာသူရွာသားတွေကိုသူတို့စပြီးတော့တိန်းသွားတော့နိုင်ငံတော်ရဲ့မြို့ပြစီမံကိန်းအတွက်တိန်းနေဆိုပြီးတော့အဲသူတို့တိန်းသွားကြတာပေါ့တကယ်ကြီးဟာအဲ့တော့အဲ့ဒီခေတ်ကာလကတော့သူတို့ကအဲ ဒီတရီကမှာအဲ340ရှိတဲ့အခါမှာနိုင်ငံတော်ရဲ့ရော်ကြီးအဖြစ်2သိန်းခွဲ3သိန်းပဲပေးပါတယ်အဲ့တော့2သိန်းခွဲ3သိန်းမှာအဲ့တော့ဒီရာသူရာသားတွေအားလည်းပဲမြို့ပြစီမံကိန်းအတွက်ဘာမှပြဿနာရှာခြင်းမရှိဘဲနဲ့အလွယ်တကူပဲလက်မှတ်ထိုးပေးကြတယ်အဲ့တော့ဒီနေ့အချိန်မှာကဒီဘာသာရေး၄ခုကိုအကြောင်းပြုပြီးတော့အဲလူကြီးကဒီမှာချပေးပါတယ်ဆိုပြီးတော့ဒီမှာစီပင်ဆိုင်ဘုတ်တွေထောင်ပြီးတော့ အဲ့ဒီ area ထဲမှာသူတို့ကအမုံမုံမဝဲလားမဟုတ်ဝဲလားမဟုတ်ဒါစီပင်ကပေးလိုက်တာဒီနေရာစီပင်ပေးစီပင်ကဘယ်ဖက်ပေးလိုက်တာလဲသူတို့ဒီစင်ပြီးစီပင်ရဲ့ခွင့်ပြုမိန့်စာရတဲ့မှာသူကဒီသူတို့ခွင့်ပြုပေးရတဲ့ဒူနာမယ်ပုံစံတွေတိုင်ရပါပါဟုတ်တယ်ဟုတ်တယ်ဒီမျိုးအစ္စလာမ်ဘာသာဝင်တွေအတွက်ပေးလိုက်တာဟုတ်ပါတယ်ဆွန်နီအတွက်တနေရာရှီးရအတွက်တနေရာအော်ဆွန်နီဆွန်နီအတွက်တနေရာရှီးရအတွက်တနေရာဒီ အိန္ဒိယထဲမှာအဲ့တော့ဒီအလုံယုံဘက်ကို မျက်နှာမူပြီးတော့ဗလီတခုရှိတယ်။နောက်ချောင်းဘက်ကိုမျက်နှာမူပြီးတော့ဗလီတခုပါဆိုပြီးတော့ဟိုဘက်ဒီဘက်ဗလီကြောရင်ကအဲ့လိုပြေးလိုက်တာပါ။လက်ရှိမှာကျွန်တော်ကဒီနေရာကိုနေစဉ်နဲ့မြဦးဇင်းတို့လာပြီးတော့အခြေအနေတွေကိုသုံးသပ်ပါတယ်။အဲ့တော့ဦးဇင်းတို့တက်ဆိုင်ရာ တောင်ရှိတဲ့ပုံကိုယ်တွေအာအတီးအသီးကိုလည်းပဲဦးဇင်းတို့တွေအာ ီပေါ်မှာမေတ္တာရက်ခံစာတွေအများကြီးပို့ပေးထားပါတယ်မေတ္တာရက်ခံစာတွေအများကြီးပို့ထားတယ်ဥစဉ်တို့ပို့ထားတဲ့စာတွေပေါ်မှာအော်ဖတ်ကြည့်ပြီးတော့လက်ရှိမြေပြင်ရဲ့အနေအထားမှာလာသုံးသပ်ပြီးတော့အော်ဒီနေရာတွေဟာအဲဒီလိုကြီးဆက်ပြီးတော့ဆက်လက်ဆောင်ရွက်နေမယ်ဆိုရင်ပို့ပြီးတော့ဒီဝင်းနေရာနေခတ်နေတဲ့အလုပ်တွေဆက်ပြီးလှုပ်ဆောင်နေကြမယ်အဲ့တော့ဒီဝင်းနေရာနေခတ်ပြီးသူတို့တွေဆက်ပြီးတည်ဆောက်နေကြမယ်ဆိုရင်ဒီတဲ့ပိုပြီးပြင်းထန်တဲ့ လှုပ်ရှားမှုမျိုးတွေနဲ့နိုင်ငံတော်ကြုံတွေ့ရလိမ့်မယ်လို့ဦးဇင်းကပြောလိုပါတယ်။ဘာဖြစ်လို့လဲလို့ဆိုတော့ဒီဝင်းရံခတ်ပြီးသွားရင်ဦးဇင်းတို့တွေကဒီထဲမှာဘာလုပ်နေတယ်ဘာခိုင်းနေတယ်ဆိုတာဦးဇင်းတို့တွေဘာတစ်ခုမှအလွယ်တကူမသိနိုင်ပါဘူး။ဟောယနေ့ချိန်ဒီနိုင်ငံတော်ဆိုရအနေနဲ့လည်းပဲဒီပေါ်မှာလာရောက်ပြီးတော့ကြည့်ရှုတင့်တယ်။အဲ့တော့လက်ရှိတိုင်းလာတစ်ခုမှာဒီနေရာကိုဆိုင်းငံ့တစ်ခုအနေနဲ့ဦးဇင်းတို့ပေးထားဖို့လည်းပဲဦးဇင်းတို့မေတ္တာရခံကြပါတယ်။ ဒီဥစ္စာတေချာစစ်စစ်ဆုံးဖြတ်ပြီးတော့မှပဲဦးဇင်းတို့တောင်းဆိုပါတယ်လက်ရှိ လုံးနေတဲ့အလုပ်တွေကိုလည်းပဲဆိုင်းငံ့ပေးဖို့နိုင်ငံတော်လူကြီးတွေအထိဦးဇင်းတို့တောင်းဆိုပါတယ်အော်ဒီပုံစံလေးဆက်ပြီးတော့နေ့စဉ်နဲ့မျှဆက်လက်လှုပ်ရှားနေမယ်ဆိုရင်အဲ့တော့တစ်ဖက်ကဗုဒ္ဓဘာသာဝင်တွေဟာလည်းပဲမလိုလားအပ်တဲ့ပြဿနာတွေဒီထက်ပိုပြီးတော့ကြီးထွားလာနိုင်ပါတယ်ဒါကြောင့်နိုင်ငံတော်အစိုးရလူကြီးများအနေနဲ့လက်ရှိလုံးနေတဲ့ဒီဗလီဆောက်ဖို့အမြင်နေရာကိစ္စမှာလောက်ကန်နေကြတဲ့အလုပ်အားလုံးကို ဆိုင်းငံ့ပေးဖို့ဦးသိန်းတို့ဒီနေရာကနေထူးတလဲမေတ္တာရပ်ခံပါတယ်လုပ်ငန်းခွင်ခြေနေရာတော့စီပင်ဆိုင်းဖို့ထောင်ပြီးတဲ့နေရာနေစပြီးရနေ့ချိန်ထိလုံသမားအင်အားအပြည့်စုံနဲ့ဉာဏ်ဆုံးအကောင့်တွေပေါ်ဆောင်ရွက်နေကြတာဖြစ်ပါတယ်အဲတော့ဒီလုပ်ငန်းပေါ်မှာသူတို့တွေအင်းနဲ့အားနဲ့လောက်ကန်ဆောင်ရွက်နေကြတာလည်းပဲအားလုံးအမြင်တွေ့ရတဲ့အတိုင်းပဲအချိန်တို့တိုင်းတာတစ်ခုမှအများကြီးသူတို့တွေအင်းနဲ့အားနဲ့လုံးလုံးနေကြပါတယ်ဒီပေါ်မှာအော်ဒီဥစ္စာ လောက်ကင်နေတဲ့ဆောင်ရွက်ပေါ်မှာဆောင်ရွက်နေတဲ့အပေါ်မှာဥဒင်းတို့အများကြီးစိုးရိမ်ရပါတယ်ရန်ကိုစိုးရိမ်ရတဲ့အနေအထားတခုဖြစ်နေတဲ့တော့ဥဒင်းတို့တွေလာပြီးတော့နိုင်ငံတော်အစိုးရလူချင်းမင်းများသိနိုင်အောင်ဥဒင်းတို့တွေပြောဆိုနေရခြင်းဖြစ်ပါတယ်ကန့်ကွက်နေရခြင်းဖြစ်ပါတယ်ဟုတ်ပြီအရှင်များတို့ဒီခေါ်ယူစင်မီတဲ့နေရာအရှင်များတို့မိန်ကြတော့ဟိုတာဝန်ရှိသူတွေဘက်ကဗာများပြန်ပြီးရှောက်ထားတာရှိပါတယ်အဲဥဒင်းတို့ကိုခေါ်ယူမင်းများတဲ့အခါမှာ အဲ့တော့ဦးဇွန်တို့တွေကတောင်ရှိပုံကိုတွေကိုလက်ရှိမြေပြင်မှာရှိနေတဲ့နေသားတခုတွေကိုပြန်လည်သုံးသပ်ပေးဖို့အဲ့တော့ဦးဇွန်တို့တောင်းဆိုထားတာရှိပါတယ်လက်ရှိနေရာဒီဘောရဘသာအများစု နေထိုင်ရနေရာဖြစ်ပါတယ်အဲ့တော့ဘောရဘသာအများစုနေထိုင်ရနေရာမှာချမပေးဖို့နဲ့အဲ့တော့ဘာသာရေးကိုရှင်တွဲပြီးချထားပေးခြင်းဟာပို့ပြီးတော့တင့်မြတ်ပါတယ်ဆိုတာမျိုးကိုလည်းပဲဦးဇွန်တို့တွေကခေါ်ယူမေးမြန်းတဲ့နေ့မှာ တောင်းရှိတဲ့ပုံကိုယ်တွေကိုပြောခဲ့ပါတယ်တောင်းရှိတဲ့ပုံကိုယ်တွေကလည်းပဲဒီပေါ်မှာထက်လူကြီးတွေသိအောင်ဆောင်ရွက်ပေးပါမယ်ဆိုပြီးတော့လည်းပဲဝန်ခံကတိတွေပေးပါတယ်ဦးဇင်းတို့ဦးဇင်းတို့တောင်းဆိုခြင်းနဲ့အရာတွေကိုတောင်းရှိပုံကိုယ်တွေမှတ်တမ်းယူပြီးတော့ထက်လူကြီးတွေရောက်အောင်တို့တွေတရင်တင်ပေးပါမယ်ဆိုတဲ့အကြောင်းကိုလည်းပဲဦးဇင်းတို့ကြီးကြီးလျှောက်ပါတယ်အဲဒါထက်လူကြီးတွေရဲ့ဒီအကြောင်းပေါ်မှာဒီပေါ်မှာခွင့်ပြုချက်ပေါ်မှာဟောဘလို့တွေဆောင်ရွက်ကြမယ်ဆိုတာကိုကျွန်တော် နေမြေကန်တန်ဃာတော်များနဲ့ရန်ရှင်လူပြည်သူအားလုံးကစောင့်မျှော်နေပါတယ်ဆိုတဲ့အကြောင်းကိုလည်းပဲဦးဇင်းတို့ထည့်ပြီးတော့ဒီနေရာကနေတောင်းဆိုပါတယ်အားလုံးကစောင့်တိုင်းနေကြပါလေဒီရဲ့သတင်းနဲ့ပတ်သက်လို့နိုင်ငံတော်ကြီးကဲချီမှာဦးဇင်းတို့မေတ္တာရက်ခံပြီးတော့စစ်စစ်ဘေးဖို့တင်ပြထားတဲ့အပေါ်မှာဦးဇင်းတို့တွေအားလုံးတွေကစောင့်မျှော်လျက်ရှိပါတယ်ကဲဒါကတော့ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတစ်ခုတည်းကအကြောင်းအရာတစ်ခုဖြစ်ပါတယ်လို့အဲ့တော့ဒါကတော့ကျွန်တော်တို့ ဆရာတော်မိန်ချသွားတာလဲဒါပြင်မလားမျိုးကန်ဆရာတော်ပေါ့နော်ဆာချဆရာတော်မိန်ချသွားတာလဲတော်တော်လေးကောင်းပါတယ်ဗျဒီတစိမ့်မြင်ကြေးရွာကိုသွားဖို့အတွက်လမ်းမှာပေါ့နော်ဖြတ်ပြီးတော့ဒီလိုလှုပ်ထားခြင်းဟာကျွန်တော်တို့ဒါကျွန်တော်ကိုနေ့ပြောသူပေါ့မောင်တော်မသားချင်းနေတောင်းမတည့်တဲ့အခါမျိုးတွေရှိရပေါ့နော်ဒါဆိုတော့အများရန်ဒါခင်မင်းနေမယ်ချစ်ခင်နေမယ်တို့ဒါပြောလို့မရတဲ့အရာတွေဖြစ်တဲ့အတွက်ပေါ့နော်ဥပဒေကတော့ဥပဒေရှိပေမဲ့လို့ဒါလက်တလုံးဖြစ်သွားနိုင်တဲ့အရာတွေအများကြီးရှိပါတယ်အဲ့တော့ မဖြစ်ဘူးလို့လည်းပြောလို့မရဘူးပေါ့နော်ပြောလို့မရတဲ့အရာတွေဖြစ်တဲ့အတွက်ဒါကတော့တင်းတင်းတထင်းချိန်ကြရင်ဖြစ်ပြက်လာရင်တကယ်ဒါပေါ့နော်အဲဒီဟိုတစ္ဆေမြင့်ကြီးရောရောဂါနေဒီလိုအပ်ဘမနေမဲ့နောက်ထပ်မြန်မာပြည်သားတွေပေါ့နော်ဗုဒ္ဓဘာသာတွေအနေနဲ့တွားရေးလာရေးအနေနဲ့ညှာရေးညှာတာတော့လောကောင်းနှိမ့်ကင်းတော့လောကောင်းဒါကတွေးတောထားရမယ့်အရာတွေဖြစ်တဲ့အတွက် ်ဒါဥစဉ်မင်ကြသွားတာလည်းတော်တော်လေးကောင်းပါတယ်ဆရာတော်မင်ကြသွားတာလည်းပေါ့နော်အဲ့တော့လူကျူမီနိုရဲ့ထင်မြင်ဆွဲချက်အကြံဉာဏ်များကိုလည်းကွန်မန့်မှာရေးချပေးခဲ့ပါအောင်ဗျာဗီဒီယိုလေးကိုပြီးဆုံးသက်ထိလိုက်ပါကြည့်ရှုပေးတဲ့ဒုတိယရှင်ဒီကံကလည်းအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာအားလုံးပဲဒီညတော့ဒီလောက်ပါပဲဗျာ